တ်ရှင်အပေါင်းတို့အားမင်္ဂလာပါဟုနှုတ်ခွန်းဆက်သလိုက်ပါတယ်။နှစ်ပေါင်း2000နီးပါးကတကယ်ဖြစ်ခဲ့တဲ့သခင်ယေရှုရဲ့တုန်သင်မှုများဟာသမိုင်းတစ်လျှောက်လုံးမှာလူသားတွေကိုအကျိုးပြုလက်ရှိပါတယ်။သခင်ယေရှုအကြောင်းကိုတမန်ကျမ်းစာရှိခရစ်ဝင်၄ချမ်း၌မှတ်တမ်းတင်ထားပြီး၎င်း၄ချမ်းတွင်ဆရာဝန်လုကာရေးထားသောကျမ်းတစ်စောင်ပါဝင်ပါသည်။သခင်ယေရှုမိမ္မာမှုများလှုပ်ဆောင်မှုများကိုလူသားအလုံးသိရှိခံစားနိုင်မှုအတွေ့ ဆရာဝန်လူကာကတိကျစွာ မှတ်တမ်းတင်ထားခြင်းမှတင်ဆက်လိုက်ခြင်းဖြစ်ပါတယ်။လွန်ခဲ့သောနှစ်2000ကျော်ကပင်သခင်ယေရှုအသက်တာနှင့်တုံသင်ချက်တွေဟာကမ္ဘာပေါ်ရှိ လူသားအလုံးကိုစိတ်ဝင်စားစေခဲ့ပါတယ်။လူသန်းပေါင်းများစွာဟာအသက်တာပြောင်းလဲပြီးသူ့နောက်လိုက်ဖို့အဓိဋ္ဌာန်ပြုခဲ့ကြပါတယ်။ဒီကြတဲ့အစည်းအဝေးမှာသခင်ယေရှုသတင်းဟာနေရာအနှံ့ပြန့်နှံ့ခဲ့တဲ့အကြောင်းနဲ့အဆုံးသတ်ခဲ့ပါတယ်။ တခင်ယေရှုဟာအံ့ဩဖွယ်ကောင်းတဲ့လှုပ်ဆောင်မှုတွေနဲ့ညီလူမမပြောသေးတဲ့တစူတီးသောဖျားအကြောင်းကို ပြောခဲ့ပါတယ်။တခင်ယေရှုဟာလူတွေကိုသူ့နောက်လိုက်ဖို့ခေါ်ခဲ့ပါတယ်။တရားတော်ကိုကြားနာရနှင့်အံ့ဩဖွယ်ရများကိုတွေ့မြင်လိုသောကြောင့်လူအုပ်ကြီးဟာစုယုံရောက်ရှိကြပါတယ်။ယနေ့တခင်ယေရှုရဲ့အံ့ဖွယ်လှုပ်ဆောင်မှုများနဲ့တရားတော်များကိုနားဆင်ရမှာဖြစ်ပါတယ်။တခင်ယေရှုသက်တော်စဉ်အပိုင်းသုံးကိုဆက်လက်နားတော်တာဆင်ကြပါစို့။ ထိုအချိန်မှာအန်တိပဟေရုတ်သည် နှစ်ချင်းစရာယောဟန်ကိုထောင်ချထားပါတယ်။ယောဟန်ကဖျားသခင်သည်မိမိသားတော်ကိုလောကသို့ဆေလွတ်မည်ဖြစ်ကြောင်းနှင့်ကြွလာတော်မူခြင်းကိုစောင့်မျှော်ပြင်ဆင်ကြရန်ဟောကြားပါတယ်။ယောဟန်ဟိနောက်လိုက်များဟာယောဟန်ကို ထောင်၌လာတွေ့စဉ်ယေရှုပြုတော်မူသောအကြောင်းတို့ကိုပြောပြပါတယ်။နိုင်နာမြူနာကိုရောက်တော့မုဆိုးမရဲ့တူးတီးသောသားကိုတကြွဖို့လာကြတော့ ယေရှုမြတ်တော်တနာချင်းစိတ်ရှိတော်မလို့အလောင်းကိုလက်နဲ့တူပြီးသူငယ်ထလာလို့ပြောတာနဲ့လူစရာရှင်လာလို့သူမိခင်ဟာတိတ်အံ့ဩသွားတယ်ယောဟန်ကသူတို့အားယေရှုကိုမေခွန်းတစ်ခုမေးရန်ဆေလွတ်လိုက်တယ်မင်းတို့သွားမေးပါ ကိုရောဟာကြွလာတော့သူဟုတ်သလားတို့မဟုတ်အခြားသူကိုစောင့်ရမလား ယောဟန်၏နောက်လိုက်များသည် ထောင်မှပြန်လာပြီးယေရှုကိုရှာကြပါတယ်။မကြမ်းမမာသောသူများအားကုသကာနတ်ဆိုးဆွဲခံနေရသူများကို နှင်ထုတ်ပေးနေတဲ့ယေရှုကိုတွေ့ရပါတော့တယ်။ယောဟန်ကသခင်ကိုမေးခိုင်းလိုက်တယ်။ကိုရောဟာလူသားတွေကိုခံပြီးကြွလာတဲ့ကဲတင်ရှင်ဟုတ်လားတဲ့။သင်တို့တွေ့ခဲ့ရသမျှကိုယောဟန်ကိုပြောပြပါ။မျက်စိကန်းသူမြင်ပြီးခြေမတန်သူလျှောက်ပြီးငါအကြောက်စိတ်မပြတ်သူဟာမင်္ဂလာရှိတယ်။ ယေရှုကိုလူကြိုက်များလာတဲ့အခါဘာသာရေးခေါင်းဆောင်များဟာယေရှုရဲ့ထူးခြားတဲ့တုန်သင်မှုနဲ့အပေခံရသူများနဲ့ပေါင်းတင်ဆက်ဆံခြင်းများပေါ်ပူပန်မှုရှိလာကြတယ်။ဒါပေမဲ့ဘာသာရေးခေါင်းဆောင်ဖြစ်တဲ့ရှိမုန်ကဲ့သို့သောဖာယီရှဲကတော့သခင်ယေရှုအကြောင်းကိုပုံမူတိလိုကြောင်းသူ့ရဲ့မိတ်ဆွေတွေကိုပြောပါတယ်။ငါလည်းသူ့ကိုတိတ်တိတ်ကျင်တယ်။သူ့ကိုကယ်တင်ရှင်လို့မေ့တယ်လား။ ယေရှုသည်ဂျူးလူမျိုးတို့စောင့်စားနေကြသည်ရွေးကောက်ခံရသူဟုတ်မဟုတ်လေးလာနိုင်ရန်ရှိမုံသည်သူ့အိမ်၌ညစာစားရန်ဖိတ်ခေါ်ပါသည်။သခင်ယေရှုနှင့်အဖွဲ့ဟာရှိမုံအိမ်သို့ရောက်သည့်အခါယေရှုအားအိမ်ရှင်၏နဘေး၌ထိုင်ရန်ပြောပါသည်။လူတိုင်းဟာမိမိတို့နေရာ၌ထိုင်ပြီးညစာစားရန်စောင့်ဆိုင်နေကြပါသည်။ စာရိတ္တပြတ်သောမိမငယ်တဦးဟာဤအိမ်၌ညစာစားနေကြောင်းကိုကြားသိသောကြောင့်စီမွေးခွက်ကိုကင်ပြီးအခန်းတွင်သို့ဝင်လာခဲ့ပါတယ်။သူဒီကိုဘာလာလောက်တာလဲ။ငါမသိဘူး။အဲ့ဒီမျိုးသမီးဟာယေရှုထံအလင်းမြန်ပြေးသွားပြီးကိုတော်ရဲ့ခြေထောက်ကိုသူမရဲ့မျက်ရည်နဲ့ဆေးကြောတော့တယ်။သဘင်နဲ့ခြေတော်ကိုတုတ်ခါနမ်းပါတယ်။ရှီမုန်ရဲ့စိတ်ထဲမှာတော့ဒီလူဟာကက်တင်ရှင်မှန်ခဲ့ရင်ဒီမိမအကြောင်းကိုသိရမယ်။ အကျင့်မကောင်းတဲ့မိမမှန်သိရမယ်။မိန်းကလေးဟာယေရှု၏ခြေထောက်ကိုစီမွေးနှင်လိမ့်နေချိန်မှာယေရှုသည်အင်ရှင်ရှိမုံကိုကြည့်ကာမိန့်တော်မူပါတယ်။ငါတိတယ်ရှိမုံ။ငါပြောပြမယ်။ဥပမာလူနှစ်ယောက်ဟာအကျေးယူထားကြတယ်။တယောက်ကကျွေး900၊နောက်တစ်ယောက်ကကျွေး90ရှိတယ်။နှစ်ယောက်လုံးကျွေးပြန်ပေးနိုင်လို့ပြန်ပေးစရာမလိုတော့ဘူးလို့ကျွေးရှင်ကပြောရင် ဘယ်သူကကျွေးရှင်ကိုပို့ချင်မလဲကျွေးဖို့များသူကပို့ပြီးချင်မှာပေါ့သင်မှန်တယ်ဒီမိမကို ကြည့်ပါသင်အိမ်ငါရောက်တော့ခြေဆေးဖို့ရေကိုတောင် သင်မပေးဘူးဒီမိမဟာမျက်ရည်နဲ့ငါခြေကိုဆေးပြီး သူ့စပယ်နဲ့သုတ်ပြီးတယ်သင်ဟာငါ့ကိုမကြိုဆိုဘူးသူမကငါ့ရဲ့ခြေကိုမပြတ်နမ်းပေးနေတယ် သင်ဟာငါကောင်းကိုလိမ့်ဖို့စီမပေးဘူး။သူမကငါခြေတောက်ကိုစီမွေးလိမ့်ပေးနေတယ်။သူမဟာမြားစွာသော အပြစ်ကလွတ်လို့ငါကို အလွန်ချစ်တယ်။အပြစ်အနှဲငယ်လို့သူဟာအနှဲငယ်သာချစ်တတ်တယ်။ယေရှုသည်အမျိုးသမီးအားပြောတော်မူပါတယ်။သင်ပြစ်ကိုငါလွတ်ပြီ။ ယုံကြည်၍ညီဝတ်စွာသွားပြီတော့တရားကဘယ်လိုပြောလဲရတယ်ဘုရားဆိုတာပဲဘုရားဆိုတာဒါပေမဲ့လည်းပညာအတက်ဆုံးဘာသာရေးခေါင်းဆောင်ကြီးများပင်လင်ကိုတော့ကိုနားမလဲကြပါဘူး။ဘာကြောင့်သင်ဟာဝိုင်းပယ်ထားတဲ့အခွန်ခံတွေလူဆိုးတွေနဲ့ပေါင်းနေရတာလဲ။ကြားမာတဲ့သူဟာတမားတော်ကိုမလိုဘူး။ ဖြားနာသူသာလို့တဲ့စိတ်အားငယ်သူများဆိုးတဲ့သူများနောင်တရဖို့ငားလာတယ်ယေရှုနဲ့တပည့်တော်များသည်ဂါလိလဲအိုင်နဘေးရှိမြို့ရွာများသို့သွားပြီးဘုရားသခင်နိုင်ငံတော်နှင့်ဆိုင်သောတည်ငင်းကောင်းကိုဟောကြားခဲ့ပါတယ်ယောဂါပျောက်ကင်းသွားကြသူတို့ထဲကအမျိုးသမီးကြီးအချို့တို့လည်းယေရှုနှင့်အတူ ခရီးလှည့်လည်ကြပါတယ် ယေရှု၏တွင်တင်ခြင်းကိုနားထောင်ရန်တငါသည်များဂုံသည်ကြီးများသည်ဂါလိလဲသို့ရောက်လာကြပါသည်။ရိတ်သိမ်းချိန်မှာတိနံထွက်ရှိမှုမရေရာတဲ့သဘောကိုနားလည်တဲ့လယ်သမားကြီးများလည်းလူအုပ်ကြီးထဲမှတွေ့ရတဲ့အတွက်ယေရှုသည်ဖျားသခင်နိုင်ငံတော်အကြောင်းတွင်တင်ရန်ခွင့်ရခဲ့ပါသည်။မျိုးကျဲသူဟာမျိုးစစ်ကျဲတဲ့အခါတချို့အစေ့တွေဟာလမ်းမှာကြပြီးငှက်စားခံရတယ်။တချို့ကကြောက်ပေါ်ကြလို့နောက်ဆုံးတော့ပျက်စီးသွားကြတယ်။ ။စူးပင်ကြားကြတဲ့အဆစ်တွေကတော့အပင်ကြီးပေမဲ့အသီးမသီးဘူး။ကောင်းမွန်တဲ့မြေပေါ်မှာကြတဲ့မျိုးစေ့တွေကတော့အပင်ပေါက်ပြီးကောင်းစွာ ကြီးထွားကြတယ်။အဆရာပေါင်းများစွာ တိုးပွားကြတယ်။တပည့်တော်များကယေရှုကိုလူအုပ်အလယ်ကခေါ်ထုတ်ပြီးတုံသင်တော်မူသည့်ဥပမာတော်မှ ဖြစ်ပေါ်လာတဲ့မိဂုံများကိုမေးခဲ့ကြတယ်။ ။တခင်ဘာကြောင့်လူတွေကို ဥပမာတွေသုံးပြီးပြောနေရတာလဲ။ဖះရှင်ရဲ့နိုင်ငံတော်အကြောင်းကိုသင်တို့သိခွင့်ရှိတယ်။တခြားသူတွေကကြားပြီမဲ့လဲအတိတ်ပဲမသိကြ။မြင်ပြီမဲ့လဲဂိူးမဆိုင်ကြဘူး။ဒီဥပမာရဲ့အတိတ်ပဲကမျိုးစေ့ဟာဖះရှင်ရဲ့စကားလမ်းမှာကြားတဲ့မျိုးစေ့ဆိုတာကြားပြီမဲ့လဲ ကဲတင်ခြင်းမရဖို့မာနကဖះရှင်ရဲ့စကားတော်ကိုနှုတ်ယူခြင်းဖြစ်တယ်။ကြောက်ပေါ်ကြတဲ့မျိုးစေ့ဆိုတာတရားတော်ကိုကြားတဲ့အခါဝမ်းမြောက်စွာခံယူပေမဲ့စိတ်ထဲ၌မဆွဲခဏပဲခံယူတယ်။စုံစမ်းခြင်းများနဲ့တွေးတဲ့အခါဖောက်ပြန်တတ်တယ်။စုပင်ကြကြတဲ့မျိုးစေ့ဆိုတာ တရားတော်ကိုကြားပေမဲ့စိုးရင်ချင်းကာမဂုဏ်စီးစိမ်ခံစားခြင်းကြောင့်အတိမတိသောသူဖြစ်တယ်။ကောင်းသောမြေမှာကြသူက ဖြောင့်မတ်စင်ကြယ်သော စိတ်နှလုံးနဲ့တရားစကားကိုစွဲမြဲတဲ့အတွက်ကောင်းသောအတိကိုတီးစီတယ်။ ဂါလိလဲပြည်နယ်ရဲ့နေ့စဉ်အသက်တာ၌မြင်တွေ့နေရကြမြင်ကွင်းတစ်ခုမှာ နောက်ထပ်ဥပမာတစ်ခုကိုယေရှုသည်အလေးထားသွန်သင်ခဲ့သည်။ဘယ်သူမှမိတိုင်ကိုမအုပ်ထားဘူး။ကတဲ့အောက်မှာမထားဘူး။မြင်နေတဲ့နေရာမှာထားမှလူအပေါင်းတို့ဟာအလင်းကိုမြင်ကြရလိမ့်မယ်။အလင်းတရားကြောင့်ကွယ်ဝှက်ထားတဲ့အရာမှန်သမျှပေါ်ထွက်လာမယ်။ဖုံးကွယ်ထားတဲ့အရာတွေထင်ရှားလာမယ်။ခရူးဆိုင်ပြီးနားထောင်ကြပါ။ ရှိတဲ့သူကိုထပ်ပြီးပေးမယ်။ဆင်းရဲပြီးချမ်းသာဟန်ဆောင်သူစီကရှိသမျှကိုနှုတ်ပြစ်မယ်။တကယ်မေတော်နဲ့ညီတော်တွေတွေ့ကျင်လို့အပြင်မှာစောင့်နေကြတယ်။ဖះစကားကိုနားထောင်သူတို့ဟာငါ့အမိငါ့ညီများဖြစ်တဲ့နားထောင်ကြပါ။ တနေ့မှာယေရှုသည်သူ့ရဲ့တပည့်တော်များနဲ့တခါတရံအန်ဒီယံများလာတဲ့ဂါလိလဲပင်လယ်ရဲ့တစ်ဖက်ကမ်းသို့လှေနှင့်ကူးသွားပါတယ်။မုန်တိုင်းကြမ်းလို့မယ်နဲ့တူတယ်။ဟာတတော်ဆိုးတာပဲ။လေတွေကရေကတ်တော့ကြဟေး။မုန်တိုင်းဟာအလွန်ပြင်းထန်လို့လှေငယ်လေးမှလူးလိမ့်နေခြင်းတွင်ယေရှုမှအိပ်ပျော်လျက်နေပါတယ်။တကယ်အာတကယ် ယေရှုကျွန်တော်တို့သေတော့မယ်နိုင်တယ်ရန်ကြီးနေတယ်နေတော့မယ်ကေဘောင်းတကင်းယေရှုသည်ရက်၍မုန်တိုင်းနှင့်လှိုင်းတဘူအားငြိမ်သက်စေခဲ့ပါသည်။ငါတို့တေဘရလွတ်ပြီ ဘယ်မလဲယုံကြည်ခြင်းမုံတိုင်းကြောင့်လှီမြုပ်လူမတက်ဖြစ်နေခြင်းမှာတပည့်တော်တွေဟာကြောက်ရွံ့နေကြပါလေဒါပေမဲ့သခင်ယေရှုဟာမုံတိုင်းကိုအမိန့်ပေးတဲ့အခါလုံးဝငြိမ်သက်သွားပါတယ်ဖျားသခင်ရဲ့တကူတော်ကြောင့်ဖြစ်တယ်ဆိုတာယုံမစရာမရှိပါဘူး တခင်ယေရှုသည်ဆရာကြီးတပါအံ့ဩဖွယ်မှုကိုတုနိုင်သော ပုဂ္ဂိုလ်တူဖြစ်တည်သာမကအပြစ်များကိုလွတ်နိုင်သူဖြစ်ပါသည်မိတ်ဆွေဤအပြစ်များကိုလည်းလွတ်နိုင်ပါသည်အပြစ်လွတ်ခြင်းခွင့်ရရှိရန်တောင်းခိုင်နိုင်ပါသည်ဤအကြောင်းအရာကိုပုံမူတိလိုပါကအစီအစဉ်နောက်ဆုံးတွင်ပါမည့်လိက္ခဏာတို့ဆက်သွယ်နိုင်ပါသည်တခင်ယေရှုတက်တော်စဉ်ကိုဆက်လက်နားတော်တာဆင်ကြပါစို့ နတ်ဆူဆွေးသူတယောက်ဟာသခင်ယေရှုနဲ့ထိတ်တိုက်တွေ့ဆုံရမယ့်အကြောင်းကိုကြားရပါလိမ့်မယ်။ယေရှုအမေမေဆိုတော့ဘုရားကျွန်တော်တောင်းပန်ပါတယ်။ချမ်းသာပေးပါ။ချမ်းသာပေးပါ။သခင်ယေရှုဘာလို့မလဲ။ယခုကြားခဲ့ပြီးသောအပိုင်းအပြင်သခင်ယေရှုတက်တော်စဉ်ဤကြံရှိသောအပိုင်းများကိုဆက်လက်နားတော်တာဆင်ကြပါစို့။ တခင်ယေရှုကြောင့်ပုံမူတိလိုပါကကျွန်ုပ်တို့ထံစာရေးဆက်သွယ်နိုင်ပါလေ။တခင်ယေရှုတက်တော်စဉ်ကက်ဆက်ခွေကိုရရှိနိုင်ကြောင်းအသိပေးကြညာအပ်ပါပြီ။ဆက်သွယ်ရလိမ့်စာမှာ ခရစ်တော်၏သာသနာအကျိုးအဆောင်အဖွဲ့စာတိုက်တက်တာအမှတ်1433ညဘဟုစာတိုက်ကြီးရန်ကုန်မြို့ဖြစ်ပါလေ။ဆက်သွယ်ရလိမ့်စာကို နောက်တစ်ချိန်ထပ်မံကြညာပေးပါရစေ။ဆက်သွယ်ရလိမ့်စာမှာခရစ်တော်၏သာသနာအကျိုးအဆောင်အဖွဲ့ စာရိုက်တ္တအမှတ်1433ဘ ഹു စာရိုက်ကြီးရန်ကုန်မြို့ဖြစ်ပါတယ်။